ယူကရိန်းပေါ်ရုရှားစစ်တပ်ကပြီးခဲ့တဲ့တစ်ပတ်အတွင်းဒရုန်း3100ကျော်ပဲ့ထိန်ပုံ1360ကန်နဲ့ဒုံးကျည်မျိုးစုံ62စင်းပြစ်လို့တိုက်ခိုက်ခဲ့တယ်လို့တမရဗိုလိုဒီမာဇယ်လန်စကီးကအောက်တိုဘာလ12ရက်နေ့မှာပြောပါတယ်။စောင်းမဝင်ပြီးယူကရိန်းရဲ့စွမ်းအင်ကိုရက်ကိုအနှောက်အယှက်ပေးဖို့ထပ်မံကြိုးပမ်းပြီးရုရှားကယူကရိန်းစွမ်းအင်နဲ့တန်းငွေအဆောက်အုံတွေအပေါ်ပြီးခဲ့တဲ့တစ်ပတ်အတွင်းဒုံးကျည်ဒရုန်းတွေနဲ့အကြီးစားတိုက်ခိုက်နေတာဖြစ်ပါတယ်။ အော်တိုဘားလ10ရက်နေ့ကတိုက်ခိုက်မှုတစ်ခုမှာနေရာတော်တော်များများလျှက်စစ်မီပြတ်တောက်မှုတွေအနှံ့အပြားဖြစ်ခဲ့ပါတယ်။အရဖက်အခြေခံအဆောက်အုံတွေလည်းထိမှန်တာကြောင့် KF နဲ့ Zaporizhia မြို့တွေအပြင်အရှေ့ပိုင်း Dnipropetrovsk ရက်တွေမှာလည်းထိခိုက်တိုက်စုံမှုတွေရှိခဲ့ပါတယ်။ အမေရိကန်ပြန်ပြေးတဲ့ငြိမ်းချမ်းရေးစီစဉ်ပထမပိုင်းကိုအစ္စရေးနဲ့ဟာမတ်စ်တို့ကသဘောတူခဲ့တဲ့အရှိအလယ်ပိုင်းအရေးပေါ်ကဘာကအာယုံစိုက်နေချိန်ရုရှားကတိုက်ခိုက်မှုတွေအရှိန်မြင့်လှုပ်ဆောင်နေတာဖြစ်တယ်လို့ဇယ်လန်စကီကဆိုပါတယ်တန်ခတ်ပိတ်ဆို့မှုတွေအခွန်အနေနဲ့စစ်ပွဲအတွက်ဗန်နာငွေရနေတဲ့ရုရှားရေနံဝယ်ယူသူတွေကိုပူပေါင်းရေးယူမှုတွေအစဉ်အပြည့်ရှိနေရမှာဖြစ်တယ်လို့သူကဆိုပါတယ်။ ရုရှားကယူကရိန်းကိုဒုက္ခပေးလာရင်ရုရှားနိုင်ငံသားတွေကလည်းလျှက်စစ်မီပြတ်တောက်မှုကြုံလာရစေမယ်လို့ဇယ်လန်စကီကအခုသတင်းပတ်အစောပိုင်းမှာတတိပေးခဲ့ပါတယ်။ယူကရိန်းဟာပြီးခဲ့တဲ့အော်တိုဘာလ9ရက်နေ့ကရုရှားဘယ်ဂေါ်ရော့မြို့မှာရှိတဲ့စွမ်းအင်အဆောက်အုံတွေကိုဖျက်ဆီးပစ်တာကြောင့်မြို့ကန်၄000နီးပါးလျှက်စစ်တာပြတ်တောက်ခဲ့ရပါတယ်။လောကောမီယာကိုဆက်လက်ရည်တည်ခံဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် မြစီမာ TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ကုမိနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။